အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ Freedom Fighter အဖွဲ့ရဲ့အခြေခံမူတွေတွေကဒုတိယမူဖြစ်တဲ့အလေးလက်နန်းစင်အကြောင်းကိုကျွန်တော်ဆင်ပြသွားပါမယ်အဲ့တော့ကျွန်တော်အရှိဗီဒီယိုမှာတော့ဒီအခြေမှအထပ်သို့ပြောင်းလဲခြင်းဆိုတဲ့အခြေခံမူကိုကျွန်တော်ဆင်ပြသွားရယ်ပေါ့နော်ဒီနေ့ကတော့အလေးလက်နန်းစင်ထားပြီးတော့ကျွန်တော်တတိဖြစ်ရှင်းတန်းခြင်းဆိုတဲ့နောက်ထပ်အခြေခံမူရှိတယ်ပေါ့နော်အဲ့တော့ဒီအခြေခံမူတွေကိုကျွန်တော်တို့ကဒီတတ်သက်စီခွဲပြောနေရပေါ့နော်ဒါတော့နားလည်တွေ့ရပေါ့နော်အမေတကယ်ကျတော့ဒီအခြေခံမူတွေကတစ်ခုတစ်ခုချိတ်ဆက်နေတယ် အဲကျွန်တော်တို့ဒီ Christian ရဲ့အယူဆနဲ့ကြည့်မယ်ဆိုတာ Trinity လို့လည်းခေါ်လို့ရမှာပေါ့နော်။သုံးပါးတစုပေါ့။ပြောချင်တာဒီသုံးကိုကျွန်တော်တို့ကချိန်ပြီးစဉ်းစားလိုက်မှပဲကျွန်တော် Freedom Fighter ပြောချင်တဲ့အကြံဖတ်လန်းစင်ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ညင်ပါလိမ့်မယ်ပေါ့နော်။ဆိုတော့ဒီဒီနေ့အလေလန်းစင်ကြောင့်ကျွန်တော်ဆက်နေတော့မှာပါ။အဲ့တော့အလေလန်းစင်ပေါ့နော်။အလေလန်းစင်ဆိုတာဟိုအာကျွန်တော်နားလည်လို့ရအောင်ဆိုကျွန်တော်သုံးပိုင်းခွဲပြီးဆွေးနွေးတော့မှာပါ။ ထမတစ်ပိုင်းကတော့ဒါကျွန်တော်တို့မြန်မာလူဖွဲ့စည်းမှာတော်တော်များများနဲ့လေရင်းနှီးမိသားဖြစ်တဲ့အပိုင်းပေါ့နော်ကျွန်တော်အလေလက်လမ်းစဉ်လို့ပြောလိုက်ရင်လေလူများဆိုတာပြောချမှာဒါဗုဒ္ဓရဲ့လမ်းစဉ်ဖြစ်တယ်ပေါ့နော်မျက်စိမှာပฏิပဒါပေါ့နော်အလေလက်လမ်းစဉ်ဖြစ်တယ်ဆိုတော့ဒီကနေလည်းကျွန်တော်အများကြီးသိလို့ရတယ်ပေါ့နော်အဲ့တော့ဒီမျက်စိမှာပฏิပဒါပေါ့နော်အလေလက်လမ်းစဉ်ဆိုတာပါတယ်ဘာလဲဆိုတော့ तू ကဒီအစွန်းနှစ်ဖက်ကိုရှောင်းတာပဲပေါ့နော်ဒီနေ့ကပြအစွန်းရောက်တော့ရှောင်းတယ်အဲ့တော့ဒီ ဒီဗုဒ္ဓရဲ့ကျင့်စဉ်မှာဆိုရင်သူကဒီအစွန်းနှစ်ဖက်ပေါ့နော်ဗုဒ္ဓရဲ့ဒီတရားရအောင်ကျင့်တဲ့အပိုင်းမှာအစွန်းနှစ်ဖက်ကိုသူရှောင်သွားရတယ်ပေါ့နော်တစ်ဖက်ကကြတော့ဒီဟိုတတ်မှတ်ခံစားခြင်းနဲ့စိတ်ပေါ့နော်တနည်းအားဖြင့်ကာမဂုဏ်တွေပေါ်မှာပဲပျော်မွေ့ရစိတ်ပေါ့နော်ကိုယ့်ရဲ့ကိုယ့်ရဲ့တကူရင်အာပျော်ရွှင်မှုခံစားမှုဒါပဲကိုကအလေးတင်တဲ့အပိုင်းပေါ့နော်ဒါဟိုဒါအစွန်းတစ်ဖက်ပေါ့တခြားအစွန်းတစ်ဖက်ကကိုယ့်ကိုညှင်းဆဲတာပေါ့နော်အဲ့တော့ကိုယ့်ကိုညှင်းဆဲဆိုတော့ကျွန်တော်နားလေတာတော့သူကဟို ဟိုဆွန့်လွတ်တယ်အနစ်နာခံတယ်ကိုကိုကိုလည်းဆင်းရဲမှုလုပ်တယ်ဒါပေမဲ့ဆင်းရဲမှုကမှညံမပါဘူးပေါ့နော်အဲ့တော့ညံမပါတဲ့ဆင်းရဲမှုအာဆွန့်လွတ်မှုအားကြတော့တာဘာဖြစ်သွားလဲဆိုတော့ညှင်းဆဲတယ်ဆိုလို့ရောက်တာကိုကိုညှင်းဆဲရင်ဒါအကျိုးရှိလို့ထင်သွားတာပေါ့နော်ညံမပါတော့လေဆိုဒီနှစ်ခုကအဆုံးနှစ်ဖက်ပဲပေါ့နော်ဒီနှစ်ခုကိုရှောင်ပြီးတော့ကျွန်တော်တင့်တင့်နဲ့လုံးလာနေပြီးတော့ညံနဲ့ရှင်ပြီးတော့လှုပ်ဆောင်သွားဖို့တို့တယ်အဲ့ဒါဆိုရင်ကျွန်တော်အမှန်တရားကိုရှာဖို့နေတယ်ဒါအမှန်တရားကိုရှာဖို့ရဲ့လမ်းစဉ်က ီနှစ်ဖက်ကိုရှောင်သွားတယ်ဘယ်လိုလဲကျွန်တော်လက်ရှိလူဖွဲ့စည်းမှာလည်းဒီ user ကိုကျွန်တော်တော်လေးတွဲပြီးစဉ်းစားလို့ရတယ်တစ်ဖက်မှာလည်းကျွန်တော်လူအုပ်စုတစုရှိတယ်တို့တွေကဒီအဲလက်ရှိမြန်မာနိုင်ငံမှာပြဿနာတွေဖြစ်နေတာလူတိုင်းသိတဲ့ကိစ္စပဲပေါ့နော်ဒါပေမဲ့အဲ့ဒါကြီးကစိတ်ကုန်သွားတယ်စိတ်ပြတ်သွားတယ်နောက်မှလည်းကိုပါဝင်လို့လည်းမရတော့ပါဘူးလို့ဖြစ်သွားတယ်ဒါရီကဟိုဘယ်ဘက်ကိုပါမယ်လည်းမသိစသဖြင့်ပေါ့နော်ဝေဝါမှုတွေချောက်တော့လည်းကောင်းပေါ့နော်ဒါဒါမှမဟုတ်ကြောက်ရွံ့မှုတွေကြောက်တော့လည်းကောင်းဒါမှမဟုတ်လည်းကိုပိုင်ဆိုင်တဲ့ပစ္စည်းဆုံးရှုံးမယ်ဆိုရင်လောဘကြောက်တော့လည်းကောင်းမလို့ဒါဒီ အရာတွေကနေပြီးတော့ဆက်ဆက်ပြီးတော့ဘာဖြစ်သွားလဲဆိုတော့အာဘာမှမကြည့်တော့ပါအခုအထွက်လေးပဲကိုတဖို့တွေယုံတော့မယ်ဆိုတဲ့လူရှိတာလေဒါကဟိုခုနအခြေခံလူရန်ဆိုင်မှာဆိုရင်တမျိုးပေါ့နော်ဒါယုံကန်ရတာမျိုးရှိမှာအမေရိကန်ပတ်ဆိုင်ရှိတဲ့လူတွေလူရန်ဆိုင်မှာမတိဘာကလက်ဘာသွားရဲသူနဲ့ကလက်သွားရဲသူနဲ့မွေးရဲစေးတုံးတဲ့လူတွေဆိုဒီလိုမျိုးသူတို့ရဲ့အတွင်းကစိတ်ပိုင်းဆိုင်ရာလက်ဟာမူထိုင်တဲ့ဖြည့်စီမှုစူးစမ်းကြရတဲ့လူတွေရှိတာကြရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အိတ်နီလန်ကလေဟိုလူဖွဲ့စည်းဘာတွေအတွက်ထက်ပေါ့နော်ဒီလိုမျိုးလှုပ်ဆောင်နေသူတွေမှာလည်းဒါ မှန်ကန်နဲ့ဒါမှမဟုတ်လည်းဟိုနှက်ဆိုင်နဲ့ပျော်ရွှင်မှုပေါ့နော်ဟိုပျော်ရွှင်မှုတော့အတိုင်းကြတဲ့ကုနီတီကာမဂုဏ်တွေခံစားရတဲ့အခါမှာရကောင်းရလိမ့်မယ်ဒါပေမဲ့တကယ်ကိုတည်ကြည်တဲ့နှက်ဆိုင်နဲ့ပျော်ရွှင်မှုဒီဒီဘဝရဲ့အတိတ်ပဲကိုခံစားဖို့ဆိုတော့ခက်လိမ့်မယ်လို့မြင်နေပေါ့နော်ဆိုတော့ဒါကဒီအစွန်းတစ်ဖက်ကပြန်စဉ်းစားရမှာပေါ့နော်နောက်ထပ်အစွန်းတစ်ဖက်ကကြာလဲပေးဆက်ရင်ကောင်းတယ်ဆိုတာမျိုးပေါ့နော်များများပေးဆက်ရမယ်ကိုယ့်ကိုယ်စင်ရင်ရမယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲ့ဒါမျိုးကလည်းညီညွတ်တော့နေမှာအများကြီးတွေ့ရတယ်အဲဒီလိုပြောရင်တော့လူတွေတော့ ဟိုကြိုက်ချင်မှကြိုက်နေမယ်ဒါပေမဲ့ဒီလက်နဲ့ကင်လန်းစင်တို့နောက် CDM လို့ပါဆိုရင်ဒီပြန်ကြည့်လိုက်မယ်ဆိုရင်ဒီပေးဆက်ဖို့အဓိကရှိနေတင်ချာရပေါ့နော်လန်းစင်ထက်ဆိုင်ပေါ့နော်ဒီဟာကနေဘလို့အပြောင်းလဲဖြစ်သွားမယ်ဆိုရင်လန်းစင်ကိုအဓိကပြောတာထက်ဆိုင်အာဟိုစက်တက်ကမကောင်းဘူးပေါ့နော်စက်တက်ပေါ်မှာမကျင်တဲ့ချက်ကတော့တစ်ခုတော့ပြန်လုံးရမယ်ဆိုရဲဒီတုတ်ပြန်မှုအဓိကထားကြတယ်ပေါ့နော်တုတ်ပြန်မှုအဓိကထားတယ်အဲ့တော့ဘလောက်ပေးဆက်ကြလဲဆိုတော့အဓိကပြောချာတယ်ပေါ့နော်အဲ့တော့တကယ်လည်းအများကြီးပေးဆက်ပါတယ်စီနီယာလှုပ်ရှားမှုမှာပေါင်းနေသူတွေအများကြီးပေးဆက်ချာတယ် ဆင်းရဲမှုတွေတကယ်ကိုပြောလို့မကုန်အောင်တွေ့ကြုံရတယ်ပေါ့နော်အသက် OA စီစဉ်အကုန်အလုတ်ကိုင်းအများကြီးထိခိုက်ကြရတယ်ပေါ့နော်စိတ်ပိုင်းဆိုင်ထိခိုက်မှုဆိုအခုချိန်တည်းရှိနေတော့မယ်လက်နက်ကိုင်းနေဆိုလို့ထုံလေးတကောင်ပေါ့နော်လက်နက်ကိုင်းနေဆိုပါပါဝါလူငယ်နေတယ်အဲ့မှာတူညီတဲ့ဟာကိုပြန်ကြည့်မယ်ဆိုရင် तू ကဒီကိုကိုညှင်းဆဲတဲ့နန်းစင်မှာကြာ तू ကထင်တာပေါ့နော်အိတ်ကအိတ်ကဟောသွားတဲ့သူကြီးထင်တာဒီမြများပေးဆက်လိုက်အောင်မြင်မယ်ဆိုတဲ့ဟာမျိုးတွေးကြတယ်ပေါ့နော် ဒီဟာဘလို့အောင်မြင်မယ်ဆိုတဲ့အဖြေကိုတို့သိချင်မှဒါကိုစဉ်းစားရမျိုးတစ်ခုပေါ့နော်။မြန်မာပြည်ဆိုင်အောင်မြင်မယ်ဆိုတဲ့အတွေးခေါ်ကိုအခြေခံကြတယ်။နောက်တစ်ခုကရေတူစဉ်းစားရပေါ့နော်။ဒါတွေကမကြငယ်အောင်မြင်ပါပဲဆိုရင်ဒီခေါင်းဆောင်ပိုင်းကလည်းဆိုင်တာပေါ့နော်။ဖော့ဆုပ်တွေအများကြီးပေးကြတဲ့အခါမှာရေတူပဲတွေးထားရပေါ့နော်။အဲ့တော့အဲ့လိုကိုထင်တဲ့အတိုင်းမဖြစ်လာတဲ့အခါမှာပို့ပြီးတော့အတွင်းကြည့်ကြည့်ကြပေါ့နော်။ဒေါသတွေထွက်ကြတယ်။လောင်ကျွမ်းမှုတွေပို့ဖြစ်ကြတယ်ပေါ့နော်။ဆိုတော့အဲအဲ့တော့ဒီလိုမျိုးဒီကိုကိုနှင်းစေတဲ့ဆိုရေရှည်လည်းအပြောင်းလည်းမဖြစ်နိုင်ဘူးပုပ်ကူကိုလည်းအတွင်းမှာ တောင်ကျွမ်းမှုတွေအများကြီးဖြစ်စေတယ်ပေါ့နော်။ဒါအင်ပက်ထင်ရှားတယ်ပေါ့နော်။အဲ့တော့နောက်တစ်ခုကဗာထပ်ဖြစ်နိုင်လဲဆိုတော့အဲ့လိုမျိုးပေးဆက်မှုတွေအရင်လုတ်ပြီးွားပြီးတော့လူတွေကဘလို့မြင်လာလဲဆိုတော့ငါတို့ကပိုပေးဆက်ထားတာပေါ့နော်။တခြားလူတွေကမပေးဆက်ပဲခုနပြောပါနေတဲ့သူเนาะဖျားပွဲသွားနေတဲ့သူတွေပေါ့နော်။သူအကုန်လုံးကိုယ့်လောက်မပေးဆက်ဘူးလို့မြင်ကုန်ကြတာပေါ့နော်။ကိုယ့်ကခေါင်းတလုံးတားရဲဆိုပြီးမြင်လာတဲ့အခါမှာဒါဒါစစ်တက်ကလည်းဒီကျေးဇူးရှင်ယောဂါပေါ့နော်ကေတင်ရှင်ယောဂါဖြစ်လာတာပေါ့အဲ့တော့ဒီစစ်တက်လိုမျိုးပဲလိုက်ပြီးတော့ဒီလက်နဲ့ကရင်ဖွဲ့ရမှာလဲဒီသဘောတရားတွေ့ရတာငါတို့အသက်ဆုံးပြီးတော့လောက်ထားရတာဆိုတဲ့ဟာမျိုး ဖြစ်လာတယ်။ဒါနဲ့ဘာကြောင့်လဲဆိုပေးစာပေးဆက်ပြီးတော့ညံမပါလို့ပဲပေါ့နော်။ညံဆိုရဲအတိမကောင်းတဲ့အခါမှာကျွန်တော်ကငါတို့ကပဲပေးဆက်ထားတယ်ဆိုရဲခံပြင်းမှုထွက်လာ။အဲ့တော့ဒါကသူဆလာတဲ့ကကိုယ့်ရဲ့ပေးဆက်မှုကကိုယ့်ရဲ့ရွေးချယ်မှုနဲ့ကိုကိုယ်တိုင်ဒီဟာကိုကိုဘလောက်တိုင်းတာဒီလုံမယ်ဆိုပဲတွေးတောမဟုတ်ပဲနဲ့အတင်းကာရုံဝင်လောက်တာပေါ့နော်။လုံနိုင်တာတပိုလောက်တဲ့အခါမှာရေရှည်လောက်ဖို့လည်းခက်တယ်။နောက်တစ်ဖက်သားပေါ့အမြင်မြင်ချင်းမှုလည်းပြုပုံများတယ်။ပြီးတော့ကိုယ့်အတွင်းမှာလည်းဒီလောင်ကျွမ်းမှုကများတဲ့အခါမှာအဲတချို့တွေကတော့လမ်းတဝက်မှာပဲ ဒီခါကျိုးပြီးတော့ဟိုပြတ်သွားတယ်ခါပြတ်သွားတယ်ဗောနပြောချင်တာဆက်မလုံးနိုင်တော့ဘူးအဲ energy ကုန်သွားတဲ့ဟာတွေအများကြီးတွေ့ဖန်းနောက်ဖြစ်တာဗောနအဲ့လိုတွေတွေ့ရတချို့ကြတော့လည်းလောက်တော့လောက်တယ်ဒါပေမဲ့ပူပြီး attention ဆန်လာတဲ့ဟာတွေအများကြီးတွေ့ရတယ်ဆိုတော့ဒါရီကကျွန်တော်ဒီအဆုံးတစ်ဖက်ဗောနအရင်ပေးဆက်ပြီးတော့ပေးဆက်တာတော့ပဲတောင်းလိုက်ရင်ဆိုပြီးမြင်သွားတဲ့ဟာတွေဗောနအဲ့တော့အလင်းနဲ့လည်းဆိုတော့ဒီနှစ်ခုကိုချိန်ချိန်နဲ့ဟာတွေဗောနတစ်ဖက်ကလည်းကာမဂုဏ်တွေနောက်ပဲလိုက်နေရမျိုးလည်းမဟုတ်ဘူးဒါပေမဲ့ကိုယ့်ကိုယ်လည်းတိုင်းတာတူတူ use ဆိုင်တယ်ကိုယ်ရဲ့ total မှုအမီတာဆိုကိုယ့်ရဲ့ချမ်းမာရေးဒါလည်း use ဆိုင်ရတယ်ဗောနော် တစ်ဖက်ကလည်းကိုအပြောင်းလဲကိုလှုပ်ဆောင်နေခါမှာကိုပေါဝင်ခိုင်တော့ပေါဝင်ရတယ်ပေါ့ကိုရွေးချယ်မှုနဲ့ကိုရဲ့လုံခိုင်စမှုမှုတီးပြီးတော့ပေါဝင်တာအကောင်းဆုံးအိတ်ကနေမှကိုတစ်စင်ချင်းစီမြင့်သွားတာပေါ့ကိုရဲ့သက်တီကိုမြင့်သွားတယ်ကိုရဲ့လှုပ်ဆောင်နိုင်မှုမြင့်သွားတယ်ကိုရဲ့အခြေချင်းတွေကိုရဲ့ပေါဝင်နိုင်မှုတွေမြင့်သွားတဲ့ခါမှာဒါ organic လည်းဖြစ်တဲ့ခါမှာအခြေခိုင်နေပေါ့နော်အခြေခိုင်တော့တစ်စင်ချင်းစီကိုလုတ်သွားပြီးရတယ်ဆိုတော့ဒါကဒီ အခြေခံပါပဲအဲ့တော့ပြန်ချုံလိုက်ရင်တော့ဒါအလုံးလေးနားလေပြီးသားပါပဲဒါမှမဟုတ်ဒီတော်လိုင်းကြီးမှာတော့ချိတ်ဆက်စဉ်းစားလိုပါဘောနော်တခုခုကျွန်တော်ကအလေနဲ့နန်းချင်းမျိုးစိမပြိပဲဆိုလူတိုင်းသိတဲ့ကိစ္စပဲဒါမှမဟုတ်ဒါတော့ကျွန်တော်နေထွန်လိုင်းနဲ့ပြန်ရှင်းပြီးစဉ်းစားဖို့လိုတာပေါ့နော်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့နားနှစ်မှာတော့ကျွန်တော်အမြင်ကတော့ဒီလိုမျိုးအုပ်စုနှစ်စုအရင်များသွားတယ်ပေါ့နော်တစ်ဖက်ကလည်းအရင်ပြင်းပြင်းထန်ထန်နဲ့လုံမတော်နိုင်ရေးဆိုတာမျိုးအရင်ပြောကြတယ်ပေါ့နော်အရင်လုံကအကုန်လုံးဆွတ်လွတ်ပြီးတော့လုံမအရင်ပြင်းပြင်းထန်ထန်နေမနာညာမအိပ်ပေါ့နော်တချို့ဆိုညာတောင်မအိပ်ပါဘူးလို့ပါလို့ရှိကြတာပေါ့နော် အဲ့ဒါမှပဲတော်မှန်ရင်ဆိုတာမျိုးပြောချင်လို့ရှိတယ်။တစ်ဖက်ကလည်းအဲ့လိုလူမျိုးကိုမြင်ပြီးတော့ငါတို့ကမလုံထိုင်ဘူးဆိုပြီးတင်ငယ်စိတ်နဲ့တော့၎င်းအကြောက်ပြားနဲ့တော့၎င်းပေါ့နော်။ဘာမှမလုပ်ပင်းနဲ့လက်ရှော်ဝါလို့လည်းရှိတယ်။ဒီနှစ်ခုချားရမှာကျွန်တော်တို့တင့်တင့်နဲ့ပေါ့နော်တင့်တင့်နဲ့လုံလာဝရိယနဲ့ဉာဏ်ပညာနဲ့ရှင်နဲ့ပြီးကိုကိုယ်တိုင်ရွေးချယ်မှုနဲ့ပါဝင်တဲ့လမ်းကြောင်းတစ်ခုကိုဒါရှာဖွေဖို့လိုတယ်။အဲ့တော့ဒါအလေးလက်လမ်းစဉ်ကိုကျွန်တော်မျက်စိမှပြည်ပြနဲ့ချိန်ပြီးစဉ်းစားရပါမယ်။ဆိုတော့အဲ့တော့ဒါပထမဆွေးနွေးခြင်းရဲ့အပိုင်းပေါ့နော်။ တိယကျတော့ကျွန်တော်ဒီအလေလက်လမ်းစဉ်ကိုကျွန်တော်နားနေရမှာပါလဲဆိုတော့သူကဒီအဖြူမဲကိုအဖြူမဲနှစ်ခုလည်းမြင်တာပေါ့နော်အဖြူမဲဆိုတာ binary ပေါ့နော်နှစ်ခုပဲရှိတာတိမဟုတ်ရင်တုံညာဖြစ်မယ်အဖြူမဟုတ်ရင်အမဲဖြစ်မယ်ဆိုတော့ဒီ use ကိုကျွန်တော်ဆန့်ကျင်တာဖြစ်တယ်ပေါ့နော်ဘာလို့ဆန့်ကျင်ရလဲဆိုတော့ဒီအဖြူမဲစဉ်းစားကြည့်ကအရင်အနေများတယ်ဘာလို့ဆိုတော့သူကအဖြူလို့စဉ်းစားလိုက်ပြီဆိုရင်တစ်ဖက်ကအမဲပေါ့လေဆိုတော့သူကဒီ တစ်ဖက်ကစဉ်းစားချက်တွေဘာမှတွေးတောစရာမလိုတော့ဘူးရှင်းဖုံးလိုက်ပေါ့နော်ကိုကကြတော့လည်းအဖြူဖြစ်နေရောကိုကလည်းဘာမှစဉ်းစားစရာမလိုတော့ကိုကလည်းမှန်မိသားပေါ့နော်ကိုကလည်းဘာမှပိုကောင်းအောင်ပြင်ဆင်စရာမလိုတော့တစ်ဖက်ကပဲပြဿနာဆိုမြင်သွားတာပေါ့နော်အဲပြဿနာကတခြားဘက်ကကိုကတော့အဖြေပေါ့နော်ဆိုပြီးတော့ဒီဒီတယူတန်စိတ်တွေဖြစ်လာတယ်အဲ့ကနေမှဒါဆွတ်သွားတာပေါ့နော်တစ်ဖက်ကိုချိန်ဖုံးမှရမယ်ဆိုအမြင်မျိုးဖြစ်လာတယ် ောက်တစ်ခါဒီစဉ်းစားမှုအရင်လဲဖောင်ချင်းနေပေါ့နော်တခုခုအဖြူနဲ့အမဲဆိုရင်နှစ်ခုပဲညင်တဲ့ခါမှာတကယ်အဲ့ချားရဲမှာရှိဖြစ်နိုင်ခြင်းတွေရှုပ်ထွေးမှုတွေအားပြိုင်မှုတွေကျွန်တော်မမြင်တော့လူဖွဲ့စည်းဆိုတာကျွန်တော်အဖြူနဲ့အမဲဆိုတဲ့အကြောင်းနှစ်ခုလည်းရှိတာပေါ့ပေါ့နော်အကြောင်းနေအများကြီးပြန့်နှံ့နေအဆုံနေမှုနဲ့တွားရပေါ့နော်လူလူဒီလူဖွဲ့စည်းမှာရှိတဲ့ဒီဖြစ်စဉ်တွေလည်းတစ်ခွန်းတစ်ခုချိတ်ဆက်နေရပေါ့နော်ကျွန်တော်ပြောချင်တာအမြင်နဲ့အဖြူမဲဆိုရင်ဒီနှစ်ခုလေကျွန်တော်ကြည့်လို့ရမှာဒီခြေထဲမှာရှင်တွဲဖြစ်နေတဲ့ဖိုင်တွေအများကြီးရှိတယ်။အဲ့ဒီယူဆောက်နားလေချင်းတော့ကျွန်တော် နည်းအကောင်းဆုံးခုမှပြလို့ရတာဒီဒီကျွန်တော်အရှိတိုင်းရဲ့ဒီတာဝန်ယူဆမှာအသုံးရတဲ့ဒီဒီရင်းရံရယူဆပါတော့ကျွန်တော်တို့တရုတ်တိုင်းကားတွေတရုတ်အဲတရေကားတွေမှာတွေ့ဘူးလိမ့်မယ်ဒီအဝိုင်းလေးပေါ့နော်အဝိုင်းလေးထဲမှာအဖြူဘက်နဲ့အမဲဘက်နဲ့ရှိတယ်ပြီးအဖြူထဲမှာအမဲရှိတယ်အမဲထဲမှာအဖြူရှိတယ်ပေါ့နော်အဲ့ဒါဒါရင်းရံအဝိုင်းလေးပေါ့နော်ကျွန်တော်တွေ့ဘူးလိမ့်မယ်နောက်ဒီဒီကိုရီးယားလမ်းပေါ့နော်တောင်ကိုရီးယားလမ်းမှာလည်းဒီရင်းရံအဝိုင်းပုံစံတွေတွားကြည့်လို့ရတယ်ပေါ့နော် ဆိုတော့သူရဲ့သက်တနာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်မဟုတ်လားလူရရတာအတိုင်းကားရလို့အတွင်းအားရလို့တရေနေနေရောဘာလို့ထင်နေလဲပေါ့နော်တကယ်ကြတော့ငင်းငင်းငယ်အယူဆပါတယ်ဆိုတော့ဒီမတူညီတဲ့အင်အားစုတွေပေါ့နော်သူတပြည့်အဖြူနဲ့အမဲအဖိုနဲ့အမဆိုတာပြဆန့်ကျင်ဘက်မဟုတ်ဘူးတစ်ခွအပြန်အလှန်ကျေးဇူးပြုပြီးတော့ရှင်တွဲတည်ရှိဒီကျွန်တော်တို့လူဖွဲ့စည်းအမြင်အရဆန့်ကျင်ဘက်လို့ထင်တယ်အဲ့ဆန့်ကျင်ဘက်အင်အားစုရပါတယ်တကယ်တမ်းအပြန်အလှန်အကျိုးပြုပြီးတော့ရှင်တွဲတည်ရှိသက်သက်စီဆိုမဟုတ်ဘူးပေါ့နော် တော့ကျွန်တော်တို့သေဆုံးခြင်းဆိုတာရှိလို့ရှင်တန်ခြင်းဆိုတာရှိတာပေါ့နော်အဲ့တော့ဒီညဆိုတာရှိလို့မနက်ဆိုတာရှိတာအမဲဆိုတာရှိလို့အဖြူဆိုတာရှိတာဒီနှစ်ခုကအပြန်အလှန်တစ်ခုနဲ့တစ်ခုအားဖြစ်စီတယ်ကျေးဇူးပြုတယ်ပေါ့နော်ဆိုတော့အာဒါတော်လေးနှက်ဆိုင်တဲ့ဒသနာဖြစ်တယ်နောက်တစ်ခုကကျတော့ဒီဒီညချီကိုရှားရတယ်ပေါ့နော်အိတ်အိတ်ချားတယ်ပါပေါ့နော်အဲ့တော့ကျွန်တော်ကအဖြူနဲ့အမဲနှစ်ခုလည်းယူတာမင်းဒီချားတဲ့မှာရှိနေတဲ့ဒီအားပြိုင်မှုကြီးစီးဆင်းမှုတွေကျွန်တော်နားလည်နေလေကျွန်တော်ပုံပြီးအသုံးချလို့ရတယ် balance ဘယ်လိုလုပ်မလဲပေါ့နော်မျှကြည့်ဘယ်လိုရှာမလဲဆိုတော့တွေးနိုင်တယ်ပေါ့နော်နောက်တစ်ခုကဒီတရုတ်တိုင်းကားရဲ့မှာလည်းတွေးနိုင်တာတော့ဒီအင်အားကိုစဉ်းစားတဲ့အခါမှာလည်းဒီတစ်ဖက်ကအားပြိုင်မှုကိုကနားလေတယ်ဆိုရင်တစ်ဖက်ကအင်အားကိုအင်အားပြအသုံးချလို့ရတယ်ပေါ့နော်ဒါတော့ဒါ tight ချီလို့ပါရဲယူစားတယ်ပေါ့ဆိုတော့ဒါလေးဒီငင်းငင်းကနေလာအဲ့တော့အမြင်ကတည်းကဒီတခြားလူပုံကိုပဲပြတခြားဖွဲ့စီပဲဖြစ်ကိုစဉ်းစားတဲ့အခါမှာဒီအယောင်တစ်ခုရဲ့စဉ်းစားမှုကလည်းအဲ့ထက်သူ့ရဲ့အတွင်းထဲမှာရှင်အားပြိုင်မှုအမြင်နားလေဘူးလို့ပေါ့နော်အဲ့ဒါဆိုကိုယ့်ရဲ့ ကိုကနေမဲ့ကိုပြောင်းချင်တဲ့အရှိပုံမှာဘယ်အင်အားဆိုတာကိုနဲ့ပေါင်းလို့ရနိုင်တယ်။ဘယ်အဖိုင်းရတော့ကိုနဲ့ဟိုပေါင်းလို့မရကိုအနေနဲ့ကန့်တတ်ထားမယ်။သတိထားမယ်ဆိုရင်ကိုနားလေကပူပေါင်းမှုလုပ်လို့ရတယ်။ဒါဒါအခြေခံပဲပေါ့နော်။ကျွန်တော်တို့ခုခုကျွန်တော်စဉ်းစားတဲ့အခါမှာဒီအာအင်းလည်းကျွန်တော်ကဟိုတရုတ်ခွဲပြီးစဉ်းစားဖို့လုပ်ရပေါ့နော်။ဒါကြီးကိုအဆိုင်ခင်းနဲ့အဒီလိုပြောရင်တော့အမှန်ပဲဖြစ်ရမယ်။ဒီလိုပြောရင်တော့အမှားပဲဖြစ်ရမယ်ဆိုတော့ဒီအဖြူမဲစဉ်းစားချက်ကိုကျွန်တော်ကြော်လုံမှုလုပ်ရတယ်။သူ့ထဲမှာဘယ်အပိုင်းရတော့မှန်နေတယ်။ ဘယ်ပိုင်းတော့လိုအပ်ချက်ရှိတယ်ဆိုတော့အများတွေးတော့ဖို့လိုတယ်တော့ကိုကဘလောက်ပဲကိုနဲ့သဘောမတူရဲသူပဲဖြစ်ဖြစ်ဘလောက်ပဲမကြိုက်တဲ့ညာသူပဲဖြစ်ဖြစ်သူပြောရတယ်မှာမှန်တဲ့အပိုင်းရှင်ကိုလက်ခံပါတော့ဒါစစ်တပ်ပဲဖြစ်ဖြစ်သူပဲဖြစ်ပါတော့အဲ့ထက်မှာမှားတဲ့အပိုင်းရှင်ကိုစန့်ကျင်ရမှာအဲ့လိုမျိုးကျွန်တော်ခွဲပြီးစဉ်းစားရမှာပေါ့နော်ဒါဒါမှကျွန်တော်တိုးတက်တဲ့လူခွဲစီဖြစ်မှာအဲ့တော့ကျွန်တော်တို့ဒီဒီကျွန်တော်တို့သိပ္ပံပညာတို့ဘာလို့တိုးတက်လာရဆိုတော့အဲ့တော့ dialectical လို့ခေါ်တာပေါ့နော်အမြင်နဲ့ကျွန်တော်ကဒီနှစ်ခုကို အဆိုတစ်ခုရှိရင်သူရဲ့စန့်ကျင်ဘက်ဟာလည်းအများနဲ့တိုက်ပေါ့နော်ဒါကိုတိုက်ပြီးဒီဟာကိုကျွန်တော်ပြင်ပြီးပိုကောင်းတဲ့အဖြေတစ်ခုပြန်ရှာတာပေါ့နော်ပိုကောင်းတဲ့ညကြီးတစ်ခုထပ်ရှာတာပေါ့နော်ဒီနှစ်ခုလုံးကိုကျွန်တော်တို့ကနှစ်ခုကိုပုတ်တိုက်လိုက်တဲ့အခါမှာနောက်တစ်ခါပိုကောင်းတဲ့အမြင်တစ်ခုထွက်လာနော်ဒီအခု academic တွေသူတည်တနာလုပ်တဲ့သူဆိုထုံနေတကားပေါ့နော်အရှိအလူဆွေးနွေးသွားတဲ့ပုံမှာနောက်တူကထပ်ပြီးထပ်ဖြည့်ဆွေးနွေးကြပေါ့နော်သူရဲ့ဟာကိုသဘောတူတဲ့ဘိုင်းလေးရှိတယ်အကုန်လုံးနဲ့ညင်းလို့လည်းမရအကုန်လုံးနဲ့ညင်းစရာမလိုဘူးနော်အဲ့ထက်မှဘယ်ပိုင်းလေးကတော့လိုအပ်ချက်ရှိတယ်မိကွန်းရှိတယ်ဆိုတော့ထပ်ဖြည့်ဆွေးနွေးကြအဲ့လိုနည်းနဲ့ကျွန်တော်အသိပညာတိုးတက်မှုဆိုတာဖြစ်တာ ဒါကျွန်တော်တိုးတက်မှုရဲ့အခြေခံသိပ္ပံစဉ်းစားချက်ရဲ့အခြေခံလည်းဖြစ်တယ်ဒီရင်းရမ်းဆိုတာ ਨੇ ရှင်းပြီးစဉ်းစားလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်လူဖွဲ့စီမှာကြာအဲ့လိုဟုတ်လားဆိုတော့ပြင်တော်တော်လေးတွေးစရာပဲကျွန်တော်တို့ကတစ်ခုခုဆိုရင်ကိုခင်တဲ့သူကိုယုံကိုယုံကျင်တဲ့သူပြောရင်သူပြောတဲ့အရာကတော့ပန်းမယ်ဆိုပြီးတွေးကြတယ်ကိုမကြိုက်တဲ့လူဆိုရင်တော့သူပြောတာအကုန်မှားမယ်ဆိုပြီးတွေးကြတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတွေးတောမှုကကျွန်တော်လူဖွဲ့စည်းအတွက်ဟိုတိုးတက်မှုဟိုအထောက်အကူမဖြစ်စေဘူးအဖြေရှားဖို့လည်းအရင်ခက်စေတယ်ပေါ့နော်ကျွန်တော်တို့ကိုအဖွဲ့စဉ်းစားဖို့လိုတယ်ပေါ့နော်တခုခုဆိုရင် ဒီနှစ်ခုလည်းဖြစ်နိုင်နေဆိုတာကိုကြော်လွန်ပြီးတော့ဒီချားထဲမှာဖြစ်နိုင်ခြေဘယ်လိုတွေပေါင်းစပ်နေလဲဒါကိုကျွန်တော်နားလည်လို့ပို့လို့တယ်။နောက်ဒီနိုင်ငံရေးဆိုတဲ့သဘောတရားလည်းဒီပြောင်းလဲမှုနားလည်တာပဲပေါ့နော်။ဒီချားထဲမှာရှိတဲ့အပြောင်းအလဲတွေကိုနားလည်တာပဲပေါ့နော်။အဲ့တော့ကျွန်တော်လူပုဂ္ဂိုလ်တယောက်ချင်းစီမှာတော့စိတ်ကအမျိုးမျိုးရှိနိုင်တယ်။ကောင်းတဲ့စိတ်နဲ့ဆိုးတဲ့စိတ်နဲ့အပြောင်းအလဲတွေဖြစ်နိုင်တယ်။အတွေ့အကြုံအမျိုးမျိုးရှိနိုင်တယ်။အဖွဲ့အစည်းဆိုပုံပြီးကျေပြန့်သွားတယ်ပေါ့နော်။အဲထဲမှာလူပုဂ္ဂိုလ်တွေအမျိုးမျိုးရဲ့အပြောင်းအလဲတွေတွေ့ရလိမ့်မယ်။အဲ့တော့ဒါကိုကျွန်တော်ကနားလည်နေပြီကျွန်တော်ကဘယ်သူနဲ့တော့ကျွန်တော်တွေ့လို့ရနိုင်တယ်ဘယ်လိုအပြောင်းလဲပြောင်းလုပ်နိုင်လို့ဆက်စမ်းလို့ရတယ် လက်ရှိကျွန်တော်ညီမတို့လည်းမှာကျွန်တော်အကုန်လုံးတော့ပေါင်းမိစဉ်းစားပါတော့စက်တက်နဲ့အဖုံကြီးနဲ့မဘာသားတွေနဲ့ခရိုနီတွေနဲ့တော့အကုန်လုံးပေါ့နော်အကုန်လုံးကဒလုံးတစ်ခဲနန်စီဒီယန်နေနဲ့အကုန်လုံးကိုသွားချုပ်ပြီးတော့သွားတလုံးတစ်ဆိုင်တစ်ခဲဖြောင်းလုတ်ပလိုက်တာပေါ့လုတ်ပြီးစဉ်းစားတော့ဘလို့မှအဖြစ်မထုတ်ဘူးပေါ့နော်ဒါဒါပြန်စဉ်းစားပါအတေလက်စရာပြောကြတော့အထင်းမှရှိတဲ့ဟာကိုကဘယ်ပိုင်းကတော့လက်ခံလို့ရတယ်ဘယ်ပိုင်းကတော့လိုအပ်ချက်ရှိတယ်ဘယ်ပိုင်းကကိုယ်နဲ့ပူပေါင်းလို့ဆောင်လို့ရတယ်ဘယ်ပိုင်းကတော့ပူပေါင်းလို့ဆောင်လို့မရဘူးကိုကသတိထားဖို့လိုတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ ညီမယ်ဆိုရင်ကျွန်တော်တို့ဖွဲ့စည်းနေမှာပုံမှန်ဆောင်ရွက်မှုတွေရောပြောင်းလဲမှုတွေလုပ်ဖို့လိုနေအခုကကြောင့်ကျွန်တော်ဒါစစ်တပ်မှာကျွန်တော်ဥပမာပြောပါတကယ်ကြတော့ဟို activist တွေတခြားအရေးဖွဲ့ဖွဲ့စည်းခြားရမှာတော့မဟခိုင်းနေကိုယ်နေရအများကြီးပေါ့နော်ဒါမျိုးပေါ့ဒါကဘာလို့လဲဒါကဘယ်ဖွဲ့ရလဲစိုက် liberian တက်လုံးမှာကြည့်ရခါမှာကျွန်တော်တို့ကဟိုဘသူကအဖြူလဲဘသူကအမေးလဲပေါ့နော်ဘသူကတလန်လဲဘသူကယင်သူဒါတွေပဲလိုက်တွေးနေရပေါ့နော်တကယ်အခြေခံသူရဲ့စဉ်းစားချက်ကဟောင်းနားလေအောင်ကြိုးစားရမျိုးလေးကျွန်တော်အားနေနေရပေါ့နော်ဒါကိုကျွန်တော်ပြင် တွေ့တော့ဖို့လိုတယ်ဒီရင်းညာကိုကျွန်တော်နားလည်ပါမယ်ကျွန်တော်တို့ဒီအတွင်းကြကြစဉ်းစားလို့ရမယ်မျှချီရှာလို့ရမယ်ပေါ့နော်ဒါဒုတိယအချက်ပေါ့နော်တတိယအချက်ကကျွန်တော်လည်းလည်းနန်းစင်ကိုကျွန်တော်နောက်ထပ်ရှင်းပြလို့ရတာပါလဲဆိုတော့လူသားလူသားဆန်နဲ့အမြင်နဲ့ကြည့်တာပေါ့လူသားဆန်နဲ့ဆိုတာပါလဲဆိုတော့အရှက်ရင်းရဲ့ငဲ့သဘောတရားပါပဲအချိန်ကဖြစ်တော့လူသားတွေကမပြည့်စုံဘူးကျွန်တော်တို့မှားယွင်းနိုင်တယ်ကျွန်တော်စိတ်ထဲမှာလည်းစိတ်ဆိုးစိတ်ညစ်တွေရှိနိုင်တယ်ကောင်းတဲ့ခါလည်းရှိတာပေါ့အဲ့တော့အကောင်းဆုံးအပြည့်မှုရှိတယ်ကျွန်တော်တို့တွေ့ရတယ်နော်သူရဲ့ ထက်သန်မှုနဲ့လောကောင်သူ့ရဲ့စိတ်နေသဘောထားနဲ့တော့လောကောင်ပေါ့နော်ဆက်ဆက်နေရပေါ့နော်အဲ့ဒါကိုကျွန်တော်နားလည်နိုင်မယ်ဆိုရင်တစ်ချိန်တည်းမှာလူတွေကမပြည့်စုံတစ်ချိန်တည်းမှာကျွန်တော်ဘာလဲထက်ရှိတယ်ဆိုတော့လူသားဆန်မှုဆိုတာကြာလူတွေကသိဉူနိုင်တယ်ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာကျွန်တော်လက်ခံအဲ့ဒီပုံမှာကျွန်တော်အခြေခံပြီးလူတွေကိုကျွန်တော်ချီးကပ်တဲ့အခါမှာအာလုံးဝလူတွေကိုကောင်းမယ်လို့လည်းတွက်လို့မရဘူးနော်တစ်ဖက်မှာလည်းလူတွေကိုလုံးဝမပြောင်းလဲနိုင်ဆိုအပိတ်စဉ်းစားလို့လည်းမရဘူးအဲ့ဒါဆိုအဲ့ဒီမျိုးအပိတ်စဉ်းစားလိုက်ပြီးဆိုရင် ကျွန်တော်ကဘာဖြစ်သွားမလဲဆိုတော့ဟိုလူသားဖြစ်ကရှော့လိုက်တာဖြစ်သွားမယ်ဒီလိုကငါတို့စကားပြောလို့မရတော့ပါဒီလိုတော့ခြံထားမှရမယ်ဒီလိုတော့ငါတို့ကဖေရှားမှအကန့်တက်လိုက်မှရှင်းထုတ်လိုက်မှရမယ်ဆိုအပြင်မျိုးအကောင်းလိုက်ဒါကျွန်တော်ကအစွန်ရောက်မှုနိုင်ချောင်ရောက်သွားလိမ့်မယ်စစ်ဝါရတဲ့ရောက်သွားမှာပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့လေးချိန်ချိန်ကြီးစဉ်းစားဖို့လိုတယ်အဲ့တော့တခုတော့ရှိရပါတော့ဒီမှာမင်းကုန်းတော့ရှိလာနိုင်တယ်လူတိုင်းကပြောင်းလဲနိုင်မှာမလားပေါ့နော်ဆိုတော့ဒါတော့မဟုတ်ပါဘူးနော်လူတိုင်းကလည်းဟိုဘယ်လိုပြောရမလဲ သူ့အချိန်ခါရှိတာပေါ့နော်အဲ့တော့ပြောင်းလဲနိုင်တဲ့သူပြီးတော့ပြောင်းလဲနိုင်တဲ့သူလည်းသူပြောင်းလဲနိုင်တဲ့အချိန်လေးတစ်ခုအချိန်ခါတစ်ခုဆိုတာလည်းရှိသေးတယ်ဆိုတော့လူတိုင်းကပြောင်းလဲပို့တော့ဖြစ်ချင်မှဖြစ်နိုင်မယ်ဒါပေမဲ့အခြေခံဖြစ်တော့လူများစုဟာကျွန်တော်တို့ဟိုတည်ယူနိုင်စွမ်းရှိတယ်ပြောင်းလဲနိုင်စွမ်းရှိတယ်တချို့တွေကတော့ပြောင်းလဲဖို့ပိုခက်တဲ့သူတွေရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့အနေနဲ့အဲ့ဒါကိုခွဲခြားပြဖို့ကခက်တယ်ပေါ့နော်ဘယ်သူကပြောင်းလဲမှလဲဘယ်သူကမပြောင်းလဲလားဆိုတော့ကန့်တက်လိုက်ဖို့ကျွန်တော်မှလုပ်ပိုင်မှုမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့အကောင်းဆုံးကတော့ ပြောင်းလဲခြင်းတဲ့လူတိုင်းကိုကျွန်တော်လမ်းဖွင့်ပြီးကြိုးဆောင်ပါမယ်။ကျွန်တော်တို့မှာဘလို့နည်းနည်းမှာတကားပိတ်ဖို့လုပ်ပိုင်ခွင့်မရှိဘူး။ဒါဆိုကျွန်တော် grind တော့ပြည့်စုံတာမဟုတ်တာပါ။ကျွန်တော်တို့မှာလည်းမပြည့်စုံဘူး။ကျွန်တော် grind လည်းတင်ရွာမဲ့အပိုင်းနဲ့ပြင်ဆင်ရမဲ့အပိုင်းနဲ့ပို့ပြီးကောင်းမွန်လေ့လာမဲ့အပိုင်းနဲ့ရှိနေတာပါနော်။အဲ့တော့ကျွန်တော်ကကိုယ့်လိုကိုယ်မပြည့်စုံတဲ့လူတိုင်းကတခြားမပြည့်စုံတဲ့လူတိုင်းကိုသွားပြီးတော့တကားသွားပိတ်ဖို့ငါထက်နှိမ့်ကြရဲဆိုပြီးလူသားအဆင့်ကရှော့ချဖို့ပေါ့နော်။လုပ်ပိုင်ခွင့်ရှိတာပေါ့နော်။ဒါမျိုးပြန်စင်တာပါ။ဒါလည်းအခြေခံပြုလို့ကန်ဒီရဲ့ယူဆပါပေါ့နော်။ကန်ဒီရဲ့အဟင်တာဘေးရလာလေဆိုလူသားတွေကမပြည့်စုံဘူး။ တို့နားလည်လိုက်မယ်ဆိုရင်ဒီမပြည့်စုံမှုကြောင့်ကျွန်တော်တို့ကတရားကိုဖိနှိပ်တာမျိုးလူသားဖြစ်ကရှုံချတာအကျက်ဖတ်တာမျိုးမလုပ်သိဘူးဆိုတော့သူကအဲသူပြောတာပေါ့နော်ဒါအခြေခံပါဆိုတော့ဒီလူသားဖြစ်ကလူသားဖြစ်ကိုကျွန်တော်တို့ဟိုလူသားအမြင်နဲ့ကြည့်တယ်ဆိုတော့အကုန်လုံးကောင်းတယ်လို့ပြောချင်တာမဟုတ်ဘူးဆိုးရွားမှုတွေရှိတယ်ဒါလည်းကျွန်တော်နားလည်အောင်ကြိုးစားလိမ့်မယ်သူဒီကနေဘလို့ဖြစ်လာတယ်ပေါ့နော်သူကနောက်ခံအခြေအနေတွေဘယ်အရာတွေဖြစ်လာတာလဲသူကဘယ်လိုမျိုးရွေးချယ်မှုတွေဖြစ်စေရလဲဒါကိုကျွန်တော်တို့နားလည်မှာကုစားရတဲ့အချိန်တော့လို့ရမယ် တခုရှိတာကျွန်တော် ITU ပေါ့နော်အရင်ဟိုစိတ်ကူးရင်ဆိုတဲ့အကုန်လုံးပြောင်းလဲနိုင်မယ်လို့တွေးရတယ်မဟုတ်ဘူးဒါပေမဲ့ကျွန်တော်စူးစမ်းအထောက်အမှုတော့လုပ်နေရမယ်လမ်းဖွင့်ရမယ်ပြောင်းလဲနိုင်တဲ့သူတွေပြောင်းလဲချင်တဲ့သူတွေကိုကျွန်တော်ကြိုဆိုလို့ရအောင်အရင်နဲ့လမ်းဖွင့်ပေးထားမယ်ဘသူကဘယ်ချိန်ခါမှဘယ်လိုမျိုးအတွေးတဆတော့၎င်းအချိန်နေတစ်ခုအနေပြောင်းလဲချင်စေဖြစ်လာမယ်ဆိုတော့ကျွန်တော်မသိနိုင်အဲကျွန်တော်ဘက်ကတော့လမ်းဖွင့်ပေးထားပါပဲပေါ့နော်ဒါဘသူပဲဖြစ်ဖြစ်ချွင်းချက်မရှိပဲပေါ့နော်ချွင်းချက်မရှိကျွန်တော်တို့လူသားဆန်တဲ့အမြင်ဖြစ်တယ်ဒီအမြင်ကိုတော့ကျွန်တော်တို့ဒါအနေနဲ့နိုင်စင်ရတော့ဒါကို က်ခံထားရပေါ့နော်ဆိုတော့ဒါကျွန်တော်အလေနဲ့နန်းစဉ်အခြေခံစဉ်းစားချက်သုံးမှုပါပဲပေါ့နော်အဲ့တော့ပြန်ချောင်းရရင်တော့ကျွန်တော်ဒီပထမစာချင်းဆွေးနွေးခဲ့ဒီမျက်စိမှပြည်ပတာပေါ့နော်အရင်ကြီးပေးဆက်မှုတသက်ပဲရှိပြီးညံမပါတာဆိုမျိုးကလည်းအဖြစ်မထွက်ဘူးတစ်ဖက်မှာလည်းကိုကုတ်ကိုအရင်ကြီးဟိုတက်တောင်းတက်တာနေချင်တဲ့ရေးသားခိုးတဲ့အချောင်လိုက်တယ်ဒါမှမဟုတ်လည်းအကြောက်တရားတွေအောက်မှာပိတ်မိနေရဆိုတော့ဒါလူသားမဆန်ဘူးပေါ့နော်လူသားလူသားဖြစ်တည်မှုရဲ့အတိတ်အတိတ်ပဲကိုမရရဖို့ခင်းရနေမယ်ပေါ့နော် ော့ဒါကိုကျွန်တော်ပြန်ချင့်ချင်ဖို့ဒီနှစ်ခုကြာမှာကျွန်တော်ဘယ်လိုမျိုးအတ္တပရညီမျှအောင်လုပ်လဲပို့ကိုကိုကိုလည်း GUI ဆိုင်ကိုကိုလည်းတိုးတက်မှုနဲ့ပုံဝင်ခြင်းနဲ့ပြောင်းနေမှုတသားလေးဖြစ်တဲ့နိုင်ငံချောင်းတစ်ခုရှာရပါဦးဒါအလေးလည်းလမ်းစဉ်ပဲဒါပြောရရင်အချိဟိုကျွန်တော်အချိမှအထက်သို့ပြောင်းလဲခြင်းဆိုရတာပထမအယူဆနေတယ်တခါရဲပါပဲပေါ့နော်။နောက်ပြောဒီဒုတိယအကြောင်းကျွန်တော်ဒီရင်းရံကိုဆွေးနွေးသွားတဲ့အတိုင်းပေါ့နော်။ကျွန်တော်အဖြူမဲဆိုပြီးနှစ်ခုမြင်ဖို့ပဲဒီကြိုင်းမှာရှင်းအပြိုင်မှုတွေရှင်းနိုင်တယ်။အပြန်အလှန်အကျိုးပြုမှုတွေရှင်းနိုင်တယ်။ဒါတွေကြိုင်းမှာကျွန်တော်ဘယ်လိုမျိုးပြရကြည့်ရှာမှာလဲပေါ့နော်။အဲ့တော့ကျွန်တော်တို့ ဒီဟာကကျွန်တော်တို့အသိပညာတိုးတက်မှုရဲ့အခြေခံလေးဖြစ်တယ်။နောက်ဒီခန္ဓာကိုယ်ရဲ့ဒီအရှိတိုင်းစိတ်ပညာရဆိုတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်မှာရှိတဲ့ဓာတ်တွေရဲ့ balance ပေါ့နော်ဓာတ်ကြီးတစ်ခွပဲပိုကောင်းနေဆောင်မရှိဘူးပေါ့ပြောချင်တာလေအပူဓာတ်ကပဲပိုကောင်းနေအေးဓာတ်ကပဲပိုကောင်းနေဆောင်မဟုတ်ဘူးလေဒီဓာတ်တွေကသူ့လိုသလောက်အချိန်နေတစ်ခုရှိဖို့လိုတယ်ဒါကိုကျွန်တော်နားလည်မယ်ဆိုကျွန်တော်တို့ကဟိုမျှတအောင်နေထိုင်မှာရအဲ့တော့ဒီလိုမျိုးမျှတအောင်နေထိုင်တဲ့လူဖွဲ့စီရမယ်ကျွန်တော်တို့ကငြိမ်းချမ်းမှုရလိမ့်မယ်တိုးတက်မှုရလိမ့်မယ် ျွန်တော်တို့ဒီတက်ရှိတီးတန်းပုံရလိမ့်မယ်ပေါ့နော်ခန္ဓာကိုယ်ဆိုရင်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီမျှခြေကိုရှာဖို့ဆိုတာအလေလက်လန်းစင်အဓိကအရေးကြီးတဲ့အချက်ဖြစ်တယ်။ဒါကျွန်တော်အမြင်နဲ့ဉာဏ်နဲ့ရှင်စဉ်းစားဖို့လိုတာပေါ့နော်အတွင်းကြကြအားလေးပို့လို့ရတယ်ပေါ့နော်အတွင်းကြကြအမြင်နဲ့ချင်းချင်းစဉ်းစားလိုက်ပါပဲဒါမျှခြေကိုကျွန်တော်သွားလို့ရမယ်။နောက်ပြီးတော့နောက်ဆုံးအချက်ကတော့ဒီကျွန်တော်လူသားဆန်တဲ့အမြင်နဲ့ကြည့်ဖို့လိုတယ်ပေါ့နော်အဲ့တော့လူသားတွေမပြည့်စုံဖို့လည်းနားလေပို့လို့ရတယ်။နားလေအောင်လည်းကြိုးစားရတယ်ပေါ့နော်တို့ဘာချောက်လို့ဖြစ်လာလဲဆိုတာတစ်ချိန်ထဲမှာလည်းတို့ပြောင်းလဲနိုင်တဲ့လမ်းချောင်းလည်းကျွန်တော်အမြင်နဲ့ဖွင့်ပြီးကြိုးဆူဖို့လိုတယ်ပေါ့နော် ဒါဆိုကျွန်တော်ကလူသားဆန္ဒမြင့်ခွင့်ဖြစ်လာနိုင်မယ်ဒီမြင့်တောင်းခွင့်နဲ့ကျွန်တော်ကချိတ်ကပ်လိုက်မယ်ဆိုတော့ဒါလေတဲ့လမ်းစဉ်ကိုပို့ပြီးနားလည်လာမယ်လို့မျှော်လင့်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်ရဲ့နောက်ဆုံးအခြေခံမှုဖြစ်တဲ့တတိဖြစ်ရှင်းပြခြင်းကိုသတိစွန့်ပြီးပါပါမယ်